ကဲမျိုးရအားလုံးမင်္ဂလာပါအောင်မြင့်ချန်နယ်ရချစ်စွာပါတယ်ကျွန်တော်တို့လာမယ့်ဘက်ကတနင်္လာနေ့တည်းပိတ်ထားတယ်ဆိုတော့ကျွန်တော်တို့ဒီ၄ရက်ပဲရှိမှာပေါ့နော်ကျွန်တော်အဲ့၄ရက်အတွက်ကိုအခုဘက်ကိုကျွန်တော်ကလန်းလေးပေါ့နော်ဒီအခွေလေးတစ်ခွေပေါ့နော်1 3 5ဆိုတဲ့အခွေလေးရဲ့နောက်ထပ်ကလန်းလေးတစ်ခွက်ပေါ့နော်အဲ့ဒါလေးပြီးမယ်အဲ့ဒါကိုတစ်ချက်ကြည့်ပြီနော်ကျွန်တော်တို့ဒီလို လေးငါလေးငါလေးငါတွေထွက်လာပြီဆိုရင်ကျွန်တော်တို့နှစ်သုံးလေးငါဆိုရဲအခွေပေါ့နော်အဲ့ကောင်ငါသူ့အောက်မှာတောက်လျှောက်ထွက်ပြီးနေရပေါ့နော်အဲ့လိုဒုနှစ်ကောင်ပဲကျွန်တော်တို့ဒီလို၃ညခုံဆိုရဲထောင်ထားတာပေါ့နော်ဒီကျွန်တော်တို့ဒီလို၃ညခုံထောင်၃ညခုံ၃ညခုံ၃ညခုံဒီထောင်ထားပြီဆိုတော့သူ့အောက်မှာနှစ်သုံးလေးငါဆိုရဲအခွေရတောက်လျှောက်ထွက်ပြီးနေရပေါ့နော်နောက်ထပ်တော်ဖရင်လာကျွန်တော်တို့ဒီ ဆိုဒီအလဲ58ပေါ့နော်ဒီအလဲ58ဆိုရပရင်လေအလဲ58ဒီဖြစ်တိုင်းဖြစ်တိုင်းဖြစ်တိုင်းမှာသူအောက်မှာ2 3 5ဆိုရအခွေပေါ့နော်အဲ့အခွေကတောက်လျှောက်ထွက်ပြီးနေတာဖြစ်လို့ကျွန်တော်တို့2 3 5ဆိုရအခွေကိုဒါကစားရမယ်ပေါ့နော်ပြီးွားလို့ရှိရင်နောက်ထပ်ကျွန်တော်ပြီးွားရင်ဒီကျွန်တော်တို့ဒီ65ပေါ့နော်ဒီလို65ဆိုပြီးတော့ခဏပေါ့နော် ွက်လာပြီဆိုလို့ရှိရင်သူ့ရဲ့အောက်မှာကျွန်တော်တို့မဖြစ်မနေကစားရတဲ့ကနေတစ်ခွက်ရှိရထွက်ပြေးနေတာပေါ့နော်ထွက်ပြေးနေတဲ့ကနေ36ဆိုတဲ့ကနေတစ်ခွက်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 အဲ့ဒီ36အာဆိုတဲ့ကနေတစ်ခွက်ကိုမဖြစ်မနေထည့်ပွေးတင်တယ်ပေါ့နော်ဒီ6ခွန်ကတော့ဒါကျွန်တော်အင်္ဂါနေ့ကျမှဒါကစားမှာပေါ့နော်အင်္ဂါနေ့တိုင်းနေနဲ့ကစားမှာအဓိကကတော့အဲ့ဒီ 36တခွဲပေါ့နော်အဲ့ကြီးကျွန်တော်တို့2345အခွေနဲ့2345အခွေနဲ့ကျွန်တော်တို့2345အခွေနဲ့တခွဲကောင်းကကျွန်တော်ခု36ပေါ့နော်36အာပေါ့နော်အဲ့ကောင်ရှင်းမယ်ပေါ့နော်အဲ့2345အခွေနဲ့36အာရှင်3235အခွေရအပူပါမယ်ပေါ့နော်အဲ့မှာအပူပါရဲအဲ့မှာကျွန်တော် main ကအနေနဲ့ ကျွန်တော်23နဲ့ကျွန်တော်တို့45ဆိုတဲ့ခဏကိုရွေးချယ်ထားပါတော့အဲ့ဟာကိုဘာလို့ရွေးချယ်လဲဆိုကျွန်တော်နှစ်3ကတော့ကျွန်တော်တို့နှစ်3နေရတော့ဒေါက်တာထွက်ပြီးနေရဗျာတခြားခွင့်ပါလဲရှိရဲ့နောက်ထပ်ဒီ45ဆိုတဲ့ခဏတော့ကိုကျွန်တော်တစ်ချက်ပြပါမယ်ဗျာနော်ဒါကျွန်တော်တို့ပြီးခဲ့တဲ့အဘက်ကတနန်းကဗျာဒါ၄ကားအာဆိုပြီးတော့နှလုံးခွေကျော်ထွက်သွားတယ်ဗျာနော်တခြားဟာတော့မထွက်ခဲ့ဘူးဗျာနော် ကျွန်တော်တစ်ချက်ပြရမယ်ဒီပြီးခဲ့ဘက်ကပြီးတာဆိုကျွန်တော်ဒီ3ညတကူဆိုရဲအခွေရသူ့ဘတ်တယ်မှာလည်းကျွန်တော်90ဆိုပြီးထွက်တယ်ပေါ့နော်ဒီ198ဆိုရဲအခွေရလည်းသူ့ဘတ်တယ်မှာပဲ18တကွန်လို့ပြောခွန်ခွန်ဆိုပြီးထွက်တယ်ထိုနည်းကောင်မှာကျွန်တော်တို့ဒီ186ဆိုရဲအခွေရလည်းကျွန်တော်တို့6ခွန်ဆိုပြီးထွက်တယ်ပြီးတော့ကျွန်တော်တို့ဒီမှာ9 တစ်ချောက်ဆိုရဲအခွေရတယ်တင်ငါဆိုပြီးထွက်တယ်တစ်ချောက်ဆိုပြီးထွက်တယ်ဗောနော်ပြီးတော့ရင်ကျွန်တော်ဒီမှာလဲ3983ဆိုရဲအခွေရတယ်ကျွန်တော်88လို့ထွက်တယ်ခွန်55ဆိုရဲအခွေရတယ်ကျွန်တော်45လို့ထွက်တယ်ကျွန်တော်490ဆိုရဲအခွေရ40လို့ထွက်တယ်ချိန်မှာဗောနော်တောက်လျှောက်မှန်လာခဲ့ကျွန်တော်ဒီ140ဆိုရဲ ခွေကြမှာပဲကျွန်တော်ပြက်သွားတယ်ဗောနော်ရှိမှကျွန်တော်ဒီမှာဆိုလဲတော့ကြောင့်မလားတပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်ဒါ10ပင်မြောက်တော့เนาะ10ပင်မြောက်မှာတော့ဒီကောင်မှပြက်သွားတာဗောနော်ပြက်သွားတယ်ဒါပြီးခဲ့တဲ့ဘက်ကကျွန်တော်ပရီမီယာပြီးတော့အဲ့လိုပဲဗျာကျွန်တော်မမ်မမမမ်မကတော့ပြီးခဲ့တဲ့ဘက်ကကျွန်တော်10ပင်ကို10ပင်နဲ့ကျွန်တော်တို့ဒီ960အခွေနဲ့ပြီးတာလဲအောင်ရတယ်အဲ့မမ်မကတည်းကပဲကျွန်တော်၄9 အပူပအခွေထည့်ပြရတယ်အဲ့ကောင်လည်းထပ်အောင်လာတယ်ပေါ့နော်ဒါပေမဲ့လို့နောက်ဆုံးကျွန်တော်ပြီးခဲ့တဲ့ဟာလေးတစ်ခုရှိရပြအခွေလေးအဲ့အခွေကြီးကိုကစားဆိုပြီးတော့တကယ်လို့ကစားလို့ရတယ်အဲ့ခွေကကျွန်တော်တို့အများကြီးအချိန်ကြီးအများကြီးထွက်နေကြဗျာကျွန်တော်တို့ဒီရှင်းကားလေးဆိုတဲ့အခွေကြီးလိုက်ဒီမှာရှစ်ရှစ်လို့ထွက်တယ်ဗျာဒီ339ဆိုတဲ့အခွေဒါနှလုံးခွေပဲရှိတော့ဒီ339ဆို339ဆိုတဲ့အခွေကျွန်တော်ဒီမှာ39လို့ထွက်တယ်ဗျာ ဒီ304ရှိဆိုတဲ့အခွေကိုကျွန်တော်တို့ဒီမှာအောက်မှာကျွန်တော်လေးလေးလို့ထွက်တယ်ဒီ206ဆိုတဲ့အခွေကို6ပုံလို့ထွက်တယ်နော်ကျွန်တော်ဒီမှာ301 300ဆိုတဲ့ဒီခွေတစ်ခွေပဲပြတ်သွားတယ်ဒီမှာမထွက်သွားတာကျန်လာတဲ့ဒီတောက်လျှောက်ထွက်တယ်ဗျာဒီမှာဆိုလို့ရှိရင်ကျွန်တော်ပြမယ်နော်ဒါလည်းနှလုံးဝင်မှုလို့ဒါ103ဆိုနှလုံးဝင်မှုလို့ပြတ်သွားတာဗျာဒီ991ဆိုတဲ့အခွေက အခွေနာနာလို့ထွက်တယ်3 3 383ဆိုရဲအခွေဒီကောင်းလေးနှလုံးခွေပဲ38ဆိုပြီးထွက်တယ်ဒီမှာတော့ကျွန်တော်တနင်္လာနေ့ပိတ်ထားတော့ယူလို့မရဘူးเนาะကျွန်တော်ဒီပေါ်မှာဆိုလဲထုံနေကောင်းမယ်ကျွန်တော်တို့830 3ဆိုရဲအခွေရတစ်တစ်လို့ထွက်တယ်ဒီမှာတော့ပိတ်ရဆိုယူလို့မရဘူးเนาะဒါကြီးကျွန်တော်ဖြတ်လိုက်အောင်เนาะခဏလေးဒီကောင်ဘာတော့ပြလဲဆိုလို့ရှင်ပြီးခဲ့တဲ့ဘက်ကကျွန်တော်မြန်မာ မိတ်ဆွေတွေကိုလည်းကျွန်တော် different မပြောက်ဘူးဗျာအဲ့ကျွန်တော်ခွေဝဲပြီးခဲ့တယ်ပြီးခဲ့တယ်ဆိုတော့ဘာဖြစ်ဆိုဒီခွေကမှန်နေဆိုရင်ကျွန်တော်နောက်ဘက်ညက်သုံးမယ်ဆိုပြီးတော့မပြခဲ့တာပေါ့နော်ဒီမှာဆိုရင်နှစ်ခွန်တစ်ဆိုရအခုရကျွန်တော်တို့ခွန်တစ်ခွန်ခွန်ဆိုပြီးထွက်တယ်ပေါ့နော်ဟောဒီမှာဆိုရင်ရှစ်လေးခွန်ဆိုရအခုရခွန်ရှစ်လေးခွန်ဆိုပြီးတော့ထွက်တယ်သူထွက်တာတွေကလည်းကောင်းတယ်တောက်လျှောက်ထွက်နေတာ ဒီမှာဆိုလို့ရှိရင်ကျွန်တော်68ဆိုရဲအခွေရ6ခုဆိုပြီးထွက်တယ်ဒီမှာဆို68ဆိုရဲအခွေရကျွန်တော်ဒီအောက်မှာ68ဆိုရဲအခွေရဒီအောက်မှာကျွန်တော်တို့88ဆိုပြီးထွက်တယ်ဒီ658ဆိုရဲအခွေရကျွန်တော်ဒီအောက်မှာ68ဆိုပြီးထွက်တယ်234ဆိုရဲအခွေရကျွန်တော်ဒီပေါ်မှာပဲ44ဆိုပြီးထွက်တယ် ကျွန်တော်ဒီ36ခွန်ဆိုရဲ့အခွေကိုကျွန်တော်ဒီရက်မှာပေါ့နော်ဒီရက်မှာပေါ့ဒီအောက်ထဲမှာကျွန်တော်ထိုးခိုင်းတာပေါ့နော်36ဒီ36ခွန်ဆိုရဲ့အခွေအဲ့ခွေရမထွက်သွားဘူးတကယ်လို့များကျွန်တော်ကအဲ့ခွေသာထွက်ခဲ့ရယ်ဆိုလို့ရှင်ဒီခွေထွက်ခဲ့တယ်ဆိုရင်ကျွန်တော်ကဒီပတ်ထဲမှာကျွန်တော်တို့ကအောက်ကိုထပ်ပြီးတော့ဒီခွေကိုယူပြီးတော့ကျွန်တော်တို့မမှန်အနေနဲ့ကစားလို့ရတယ်ဗျဒီပတ်ထဲဆိုအရင်တန်တယ်ဘာဖြစ်လို့လဲဆိုတော့ငါးငါးလေးဆိုနှလုံးခွေပဲရှိတယ် သူကရှေ့မှာလည်းနှလုံးဖွင့်ရတယ်တောက်ဆော့အောင်ခဲ့တယ်ဗျာဒီမှာဆိုကြောပြောတော့တစ်ချိန်နှစ်ချိန်သုံးချိန်ဒါပြတ်သွားရတာနော်ဒီချိန်၅ချိန်နော်6ချိန်ကျွန်တော်9ချိန်6ချိန်9ချိန်10ချိန်17ချိန်12ချိန်13ချိန်ပေါ့နော်13ချိန်မြောက်13ချိန်ဒါစီ အဲ့မှာမှ तू ပြတ်သွားတာဗျာဂျားထဲမှာအဲ့နှလုံးခွေတစ်ခွေပဲပြတ်ထားသေးတယ်အဲ့တော့ကျွန်တော်ဒီ54ကိုယူလာတာပွင့်နေပြီဒီအပတ်ထဲမှာကျွန်တော်တို့ဒီငါးလေးအခွေဆိုတာမျိုးကတော့ရှိရဲဒါပေမဲ့ရှေ့မှာကျွန်တော်ပြောဆိုဒီအပင်မှာဒီ၃ညာကျွန်တော်တို့ပြောတဲ့ဒီ၃ညာ6ခွန်ဆိုတဲ့အခွေကကျွန်တော်ဒီမှာမထွက်လာခဲ့ဘူးဗျာမထွက်လာခဲ့တဲ့အတော့ကြောင့်မလို့တကယ်လို့ဗျာအဲ့ကောင်ကဒီအောက်မှာထွက်ခဲ့ကျွန်တော်ဒီ ငားငားလေးဆိုရအခွေကကျွန်တော်ကစားတဲ့နေပေါ့နော်ထည့်ပြီးကစားလို့ကောင်းတဲ့အခွေတစ်ခွေပေါ့နော်ကနန်းလေးနေတယ်အဲ့တော့ကျွန်တော်ကဘာဖြစ်တယ်ဆိုအဲ့ထဲက main ကကိုကျွန်တော်54ဆိုပြီးတော့ခုနကယူထားတဲ့အကြောင်းရအဲ့အခွေပေါ့နော်ဒါပြီးရဲ့ဘက်ကမမလေးကျွန်တော်တော်ရမမဘူးဆိုရင်ကျွန်တော်ချမပေးဘူးညဒီအခွေရမ်းမာတယ်ဖရိန်ဆိုင်မပြဘူးဆိုတာကကျွန်တော်ဒီဘက်ထဲမှာဆက်မှန်ခဲ့73ဆိုပြီးတော့ဒါမပြရတော့ဘူးနော်ဒါပေမဲ့ ပြက်သွားခဲ့တယ်ဗောနော်ဒါပြက်သွားတော့လေဒါဒီလို site ရှိတယ်ဆိုတော့ဒီ60ခွေဘာကြောင့်ပြီးတယ်ဆိုတော့ပြန်ဒါပေမဲ့များသောဖြင့်ပြီးရဲ့ဘက်ကတော့အကုန်ထွက်သွားတယ်ဆိုတော့ကျွန်တော်ဒီ60ခွေကိုလည်းနောက်ဆုံးပပပဲကစားဗောနော်ကိုကမြတ်ထားပြီဆိုတော့ဆိုပြီးတော့ကျွန်တော်ပြောရည်ဗောနော်အဲ့ကောင်ကြီးတော့ရှိရဲ့အဲ့ဒီကြောင့်မို့လို့ကျွန်တော်တို့ကဒီဘုန်းကဒီဒီကျွန်တော်တို့ဒီ2 3 5အခွေကိုကျွန်တော်တို့က 23နဲ့ကျွန်တော်45ဆိုတဲ့ခဏကိုရွေးကြတာပေါ့နော်ပြီးခဲ့တာပေါ့အဲ့ဒါလေးရှိနေပေါ့နော်ပြီးတော့ကျွန်တော်တို့မြန်မာဝင်မဲ့မိတ်ဆွေကြီးကကျွန်တော်တို့ဇီရိုနာခွန်ရှစ်တေ94လေး91လေးပေါ့နော်အဲ့91လေးအဲ့ Viber ပေါ့နော် Viber နဲ့ Telegram ပေါ့အဲ့ Viber နဲ့ Telegram ကြိုက်တဲ့နေရာကနေပြီးတော့ကျွန်တော်တို့တသုံးချက်နဲ့ လာပြီးတော့ကစားလို့ရတယ်ပေါ့နော်အဲပြီးခဲ့တဲ့ဘက်ကတော့မှကျွန်တော်တို့ဒီ comment တွေခုတွေးခဲ့ကြတယ်ပေါ့နော်ဒီလုံးကြီးလီပေးပြီးမြန်မာခေါ်တာလားဆိုတော့ဟုတ်ပါတယ်ဒီလုံးကြီးပေးပြီးတော့လေမြန်မာခေါ်လေပဲပြောသလိုမြန်မာမခေါ်လေဒီလုံးကြီးရဲ့ကျွန်တော်တခြားနေရာအများထုတ်ပြီးနေကြပါနော်တကူးတကကြီးကျွန်တော်မြန်မာ BU တကူးအနေနဲ့လောက်ပြီးတော့ခေါ်ဖို့စီစဉ်မရှိလို့တခါလဲညှက်ပြီးတော့ ဟိုထည့်ခေါ်ရတာဗောနော်။ဘာရမလဲဆိုလို့ရှိရင်ကျွန်တော်တို့သုံးလုံးခွေတစ်ခွေရှိမြဲ။သုံးလုံးခွေတစ်ခွေရမြဲဗောနော်။ break တစ်ခုရမြဲ။ break တစ်ခုရပြီးသွားရင်နောက်ထပ် main နှစ်ခွက်ဗောနော်။နှစ်ခွက်အဲ့ frame size နေချာနေအဲ့ကနန်းနှစ်ခွက်ပဲကစားရရပါတော့ဒါကိုကြိုက်တာတော့ကစားသုံးခွေကစားမယ်ဆိုလို့ရှင်သုံးခွေနဲ့ဒီနှစ်ခွက်နဲ့တော့ထည့်ပြီးတော့အလိုညက်ကစားပြီးပေါ့နော် break ဆိုလဲ break နဲ့ဒီနှစ်ခွက်နဲ့ညက်ပြီးကစားပါတော့အဲ့လိုမျိုးဒီ ကစားလို့တော့ရမယ်ပေါ့နော်ဒါဒီဘက်အတွက်မှန်ပါအဲ့နှစ်ကွက်သေးပဲကစားမယ်ကိုကကိုကဥပမာဗျာကနန်းကွက်အများကြီးမကစားကြဘူးအဲ့တော့နောက်ပြေသွားနှစ်ကွက်သေးပဲကစားမယ်ဆိုလို့ရှင်လေ ကြိုက်သလိုကစားဒါပေမဲ့တခုရှိတာကျွန်တော်တို့တရားရဂန်တော့ထွက်ပါမယ်လို့တာဝန်ယူပေးလို့တော့မရဘူးဟောခွေနဲ့ကျွန်တော် break တခုအဲ့နှစ်ခုမှာကျွန်တော်အဲ့နှစ်ခုမှာကျွန်တော်တမျိုးထွက်တယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်ရဲ့တာဝန်ကျေပေါ့နော်ဒါပြီးခဲ့တဲ့ဘက်ကလည်းလိုပဲပြောခဲ့ဒါပေမဲ့အကုန်လုံးထွက်ခဲ့တာပဲပေါ့နော်ပြီးခဲ့တဲ့ဘက်ကလည်းနှစ်မျိုးစလုံးထွက်ခဲ့တာပဲအဲ့တော့ဒီနှစ်မျိုးစလုံးဒီ break ကိုသုံးလုံးခွေရော break ကိုမထွက်ခဲ့ဘူး နှမျိုးလုံးမထွက်ခဲ့ဘူးဆိုလို့ရှင်တော့ကျွန်တော်တို့အစားပြန်ပြေးမယ်ပေါ့နော်နောက်တစ်ပတ်တော့ကို free ပြင်မိမယ်အဲ့နှမျိုးကတမျိုးထွက်တယ်ဆိုလို့ရှင်တော့ကျွန်တော်အစားပြန်မပြေးဘူးနော်အဲ့ဒါလေးနဲ့တစ်ခါရဲ့ပွင့်လင်းပြောရအောင်နော်ဒါလေကဲအဲ့ဒါဆိုလို့ရှင်ကျွန်တော်အဲ့2 3 5အခွေနဲ့ကျွန်တော်တို့တကွက်ကောင်းက63အောင်နော်အဲ့63အာတကွက်ကောင်းနဲ့အဲ့ဒါလေးကိုဒီဘက်မှာတချို့တကယ်လို့မြန်မာပြည်မှာမဝင်နိုင်တဲ့မိတ်ဆွေတွေကစားလို့ရရယ်နော်ကဲမျိုးတွေအားလုံးပဲကောင်းအောင်ကြောင်းကြပါစေနော်